းပဲမင်္ဂလာပါဗျာအောင်တူ knowledge sharing ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်အောင်တူပါကျွန်တော်ဒီနေ့ပြောပြချင်တာကတော့ look at value 3ခုထားပြီးတော့ three way look at ရှာဖွေတဲ့နည်းလမ်းပဲဖြစ်ပါတယ်အဲ့တော့ပထမဆုံးသင်ခန်းစာအနေနဲ့ကျွန်တော်ကဒီ three way look at ကို v look at function ကိုအသုံးပြုပြီးတော့ရှာဖွေမှာဖြစ်ပါတယ်အဲ့တော့ဒီသင်ခန်းစာလေးမစတင်ခင်မှာကျွန်တော် YouTube channel လေးကိုလည်း subscribe လုပ်ထားပြီးကြောက်တောင်းဆိုခြင်းပါတယ်ကျွန်တော်ရှင်းပြရလို့ကြိုက်နေတဲ့လေဆိုရင်လည်း like share လေးလုပ်ပြီးတော့မျှဝေသွားနိုင်ပါတယ် အော်ဒီတင်ကားစာမှာဆိုကြပါစို့ကျွန်တော်တို့ကဥပမာ item number 3ကိုရွေးလိုက်တယ်အဲ့ဒါ item number 3ဒီအချိုမုံဖြစ်တယ်ဒါကြောင့်အချိုမုံကိုရွေးတယ်သူ့ရဲ့ region ကနေပြီးတော့ဖြစ်တယ်နေပြီးတော့ရွေးတယ်ဒါဆိုရင်ဟောဒီ item number 3 3ရဲ့90ဆိုတဲ့စကားလုံးကိုရှာဖွေပြီးအောင်ဘယ်လိုလုပ်မလဲဆိုတာပြောပြပေးပါပါဒါမှအားဖြင့်ဆိုရင်တော့ vlookup function က lookup value တစ်ခုတည်းထားအသတ်မှတ်ပြီးတော့ရှာဖွေတာဖြစ်ပါတယ် ဒါပေမဲ့ဒီငွေကမှာတော့ကျွန်တော်တို့เนาะ lookup value 3ခုထားมาဖြစ်ပါတယ်။အောက်ပြီဒါဆိုရင်ကျွန်တော်ကအရင်ဆုံး vlookup function ကို သုံးมาဖြစ်ပါတယ်။အဲ့တော့ vlookup function ရဲ့ lookup value နေရာမှာ lookup value ဒီတစ်ခုပဲခွင့်ပြုတယ်။ဒါပေမဲ့ကျွန်တော်အခုရှာဖွေချင်တာဒီ lookup value 3ခုဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့က helper column ကိုအသုံးပြုပြီးတော့ရှာဖွေရမှာဖြစ်တယ်။အဲ့တော့ helper column တစ်ခုထားပြီးတော့ lookup value 3ခုကိုရှာဖွေมาဖြစ်တယ်။အဲ့တော့ အဲဆိုလိုတဲ့အတွေကဒီ look at value 3ခုလုံးကို column တစ်ခုထဲမှာပေါင်းထည့်လိုက်မှာပေါ့နော်အဲ့လိုပေါင်းထည့်ခြင်းနဲ့ဆိုရင်ကျွန်တော်ပထမဆုံးအနေနဲ့ alpha sum ကိုသုံးနိုင်ပါတယ် equal အာဟို equal ကို click ပေးမယ် shift နဲ့ number 7နဲ့နှိပ်မယ် click ပေးမယ် shift နဲ့ number 7နဲ့နှိပ်မယ် click ပေးမယ် shift နဲ့ number အာ sorry နော်ရပြီ control under ခေါက်ခေါက်ပြီးတာနဲ့ကျွန်တော် double click နဲ့ copy ကူးလိုက်မယ်ကူးလိုက်တဲ့အခါမှာအခုလိုမျိုး column တစ်ခုထဲမှာ rocket value 3ခုရောက်သွားပါပြီ။ဟောင်းပြီဒါဆိုရင်တော့ကျွန်တော်တို့ equal VL tap rocket value ဆိုတော့အဲကျွန်တော်တို့ဒီ rocket value ဒီ3ခုရှိပါတယ်။အမှန်အပြည့်ဆိုရင်ဒီနေရာမှာ rocket value ကတစ်ခုတည်းပဲအဲကျွန်တော်တို့ထည့်သွင်းလို့ရပါတယ်။ဒါပေမဲ့အခုသင်ခန်းစာမှာတော့ rocket value 3ခုဖြစ်တဲ့အတွက်အဲ့ဒီ rocket value 3ခုလုံးကို alpha sign ကိုအဲကျွန်တော်တို့ဟိုအသုံးပြုပြီးတော့เนาะဒီရှာဖွေมาဖြစ်တယ်။ကောင်းပြီဒါဆိုရင်ကျွန်တော်က clip ပေးလိုက်မယ်။ ် alpha sign နှိပ်မယ်အချိုမုံ click ပေးမယ် alpha sign နှိပ်မယ်နေပြီးတော့ click ပေးမယ်ပြီးသွားရင်တော့ကျွန်တော် comma ကုတ်လိုက်ပါမယ်ဒါဆိုရင်အခုလိုမျိုးကျွန်တော်ကြည့်ကြည့်ပါဒီနေရာမှာဆက်လက်မှတ်ပြီးတော့เนาะ f9 key နှိပ်လိုက်တယ်ဆိုရင်အာကျွန်တော်တို့ i3 ရဲ့အချိုမုံနေပြီးတော့ဆိုပြီးတော့အခုလိုဟာလာ look at value တခုတည်းဖြစ်သွားတာကိုတွေ့ရပါလိမ့်မယ်။ကောင်းပြီ control z ပြန်နှိပ်မယ်။เนาะအော် sorry เนาะဒီနေရာမှာကျွန်တော်တို့က control z နှိပ်တာက အာဟိုမှာဖြစ်လို့အရှင်းမပြေလို့ပေါ့နော်အာကျွန်တော်အစအနေပြန်ပေါင်းလိုက်မယ် alpha san alpha san နေပြီးတော့နော်ပြီးတော့ရင်တော့ comma ကုန်မယ်အဲ့တော့ကျွန်တော်တို့ကဒီနေရာမှာ table array ဆိုတာရှိတယ်အဲ့တော့ table array ဒီအာအခုတာမန်အဖြစ်ပုံမှန်အဖြစ်ဆိုရင်တော့ကျွန်တော်ရဲ့ data တွေကိုကျွန်တော်ကဟောဒီစရာ comma မှာမှတ်ထားတာဒါပေမဲ့ပုံစံရဲ့လိုအပ်ချက်အရာကျွန်တော်ဒီအခုနော်အာ helper column တစ်ခုထပ်တူတယ် ။အဲကြောင့်မလို့ဆက်လက်မှတ်တဲ့အခါမှာအဲ့ဒီ helper column ကိုပါပေါင်းမှတ်ပါမှာ။ control shift right ရဲ့တို့ control shift down ရဲ့တို့နော်ပြီးရင် comma ကုတ်မယ်။ကုတ်ပြီးတော့အဲ့ဒီပြိုင်နဲ့ column index ဆိုတဲ့နေရာမှာကျွန်တော်ဒီ save brush ကိုလိုချင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဘယ်ဘက်အစွန်ဆုံးအစရင်1 2 3 4 5 5ဆိုတဲ့နေရာမှာရောက်5လို့ရိုက်ထည့်ပေးရမှာပါအဲ့တော့5လို့ရိုက်ထည့်ပေးရင်သူက save price ကိုပေါ်ပြပေးမှာဖြစ်ပါတယ် တကယ်လို့ကျွန်တော်တို့ကအဲ့ဒီနေရာမှာငားလို့ရိုက်မထည့်ပဲနေပေါ့နော်အာ save price ကိုညွှန်းလိုက်တာနဲ့ငားဆိုတဲ့အဖြစ်ကိုထုတ်ပေးတဲ့ function ကိုထည့်ဝင်လဲရပါတယ်အဲ့ဒီဒါမှမဟုတ်ရင် column function ကိုအသုံးပြုလဲရပါတယ်ဒါဆိုရင်ကျွန်တော်ဒီနေရာမှာငားလို့အဖြစ်ကိုထုတ်ပေးနိုင်တဲ့ column function ကိုအသုံးကြည့်အောင် column column နော် column function ရဲ့ reference နေရာမှာကျွန်တော်တို့ကနံပါတ်5ဆိုတဲ့အဖြစ်ကိုလိုချင်တာဖြစ်တယ် column function ဒီ a ကို1 b ကို2 c ကို3 d ကို4 e ကို5လို့သူကနားလေတယ် ဒါကြောင့်မလို့9ဆိုတဲ့အဖြစ်လို့ကျင်လို့ e လို့နှဲ့ရမယ်။နောက်ကနံပါတ်ကတော့ exam မှာ134586 row ရှိတယ်။ဒါကြောင့်မလို့ကြိုက်တဲ့နံပါတ်ထည့်ရမယ်။ဒါဆိုကျွန်တော် e1 လို့ရိုက်ထည့်ပြီးတော့ဝင်ပိတ်လိုက်မယ်။ဒါဆိုရင်လည်းကျွန်တော်တို့ကအခုဒီနေရာမှာနော်ဆက်လက်မှတ်ပြီးတော့ f9 ကလေးနှဲ့ကြည့်လိုက်ပါ။9ဆိုတဲ့အဖြစ်ကိုရတာတွေ့ရပါလိမ့်မယ်။ control z ပြန်လိုက်မယ်။ကောင်းပြီ။အဲ့ဒီလိုမထည့်ခြင်းဘူးဆိုရင်အဲ့ဒီ column ဆိုတဲ့နေရာမှာကျွန်တော်တို့က match function ကိုတုံးလို့ရတယ်။ MADCH match 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 ကဘာလုပ်ပေးလဲဆိုတော့ကိုရှာဖွေ ခိုင်းလိုက်တဲ့ lookup value ရှိတဲ့တီနီယာနံပါတ်ကိုပေါ်ပြပေးသွားတယ်ကျွန်တော်ဒီအခု save bright ကိုရှာမှာဖြစ်တယ်ဒါကြောင့် save bright ကို click လိုက်တယ်ပေါ်မှာကုတ်တယ်အဲ့တော့ဒီနေရာမှာကျွန်တော်အခုလိုမျိုး column heading တွေကို select မှတ်ပြီးတော့ထည့်လိုက်မယ်ထည့်ပြီးသွားတဲ့ကွင်းပိတ်မယ်0နှိပ်မယ်ကွင်းပိတ်မယ်အဲ့တော့ဒီ match machine ကအခု select မှတ်ပြီးတော့ F9 key နှိပ်ကြည့်လိုက်ရင်ငါးဆိုတဲ့ဖြူထုတ်ပြီလားတွေ့ရပါလိမ့်မယ် အဲ့တော့ဒီနေရာမှာတော့ပူချိုင်းနှစ်သက်ရာ function ကိုအသုံးပြုနိုင်တယ်။ဗန်နီလာကပို့ပြီးတော့ကောင်းလဲဆိုတာတော့ဒါကျွန်တော်တို့ဟိုဟွာပေါ့နော်ဟိုဒါတုံးတဲ့သူရဲ့စိတ်ဆန္ဒပုံမှာပဲမူတည်ပါတယ်။ဟောပါပြီဒါဆိုကျွန်တော်ကအခုဟလာကော်မာကုတ်လိုက်ပြီကျွန်တော်ရဲ့ look at value တွေကကုန်နံပါတ်တွေစကားလုံးတွေဖြစ်တယ်။ဒါကြောင့်မလို့ကျွန်တော်က fox ဆိုတဲ့ exam match ကိုရွေးမှာပါ။အဲ့တော့ဒီနေရာမှာ download နေပြီး tab ကုန်လိုက်ရင်လည်း force လို့ ရလိမ့်မယ်အဲ့ဒီလိုမှမဟုတ်ဘဲနဲ့ကိုက0လို့နှဲ့လည်းရတယ်ဘာကြောင့်လဲဆိုတော့ boolean logic မှာက true ဆိုရင်1လို့နားလေတယ် false ဆိုရင်0လို့နားလေဒါဆိုတော့ကျွန်တော်စင်တက်ရေးသားခြင်းပြီးဆုံးသွားပြီ control enter ခေါက်လိုက်ရင်ကျွန်တော်လိုချင်တဲ့အဖြေတွေရပါပြီဥပမာနံပါတ်4ပေါ့နံပါတ်4ကပဇွန်ကြောက်ဖြစ်တယ်အော် sorry เนาะဒီနေရာမှာပဇွန်ကြောက်ဖြစ်တယ်သူ့ရဲ့ region ကတောင်ကြီးဖြစ်တယ်ရှားပေးပါတော့မယ်ဒီ local value 3ခုလုံးကိုဖြတ်လိုက်တဲ့အခါမှာကျွန်တော်တို့ကအဲ NA ဆိုတဲ့ error တွေ့ရလိမ့်မယ်အဲ့တော့ဒီ error ကိုဖျောက်ချင်တယ်ဆိုရင်တော့ if error function ကိုသုံးနိုင်ပါတယ်ကျွန်တော် if error function ကိုသုံးပြခြင်းတယ်ဒါကြောင့်မို့လို့ formula ကို edit လုပ်တော့ f2 key နှိပ်တယ်နော်ကိုယ့်ရဲ့ cursor ကိုရှေ့ဆုံးသွားခြင်းလို့ကျွန်တော် home key နှိပ်တယ် home key ဒီအာရှေ့ဆုံးရောက်သွားမယ်နော်အဲ့တော့ home key နှိပ်တော့ဒီမှာရှေ့ဆုံးမရောက်ဖြစ်နေအဲ့ဒီခါကျတော့ကျွန်တော်ညီမြခြင်းနဲ့ v နဲ့ကြားမှာ cursor ချလိုက်မယ်ပေါ့ပြီးရင် if e tab ခုံလိုက် ော် if error function မှာကျွန်တော်တို့ကနော် function argument နှစ်ခုရှိပါတယ် value ဆိုတာကတော့ error မဖြစ်ရင်ဘာလုပ်မှာလဲ error မဖြစ်ရင်ဟောဒီမှာရေးထားတဲ့ vlookup function ကြီးကိုကျွန်တော်ကသုံးမှာဖြစ်တယ်ဒါကြောင့်မလို့ဒီ function ကြီးကိုပြန်ပြင်စရာမလိုပါဘူးနော် clip ပေးပြီးတော့ comma ကိုလိုက်ပါ error ဖြစ်ခဲ့ရင်ဘာလုပ်မှာလဲလို့သူကကျွန်တော်ကိုအာပြောတယ် error ဖြစ်ခဲ့ရင်တော့ကျွန်တော်ကအခုနော်အာ blank အနေနဲ့ပေါ်ပြပေးမှာပါဒါဆိုကျွန်တော်က blank လို့ရေးချင်ရင် double quotation ကိုနှစ်ခါနှိပ်ရတယ်နှစ်ခါနှိပ်လိုက်တဲ့နေ့တပိုင်းနဲ့ blank ဖြစ်သွားပါတယ် ဝင်ပိတ်မယ် control နဲ့ခောက်မယ်ပေါ့ဒါဆိုရင်တော့အာဒီက look at value တွေကိုဖြတ်လိုက်ရင်လည်း error ပေါ်တော့မှမဟုတ်ပါဘူး control z ပြန်နေမယ်ဒီနေရာမှာကျွန်တော်က bonus အနေနဲ့တကယ်လို့အသုံးပြုတဲ့သူကနော် and function ကိုမသုံးချင်ဘူးဆိုရင်တခြားသော function တွေကိုသုံးပြီးတော့လည်းကျွန်တော်စကားလုံးတွေကိုဆက်ဆက်လို့ရပါတယ်အဲ့တော့ကျွန်တော်ဒီနေရာမှာဆက်ဆက်ပြမယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်ဒီ equal concat function ကိုသုံးမယ် concat function ဒီစကားလုံးဆက်ပေးတဲ့အလုပ်ကိုလုပ်တာပါ test 1ဆိုတဲ့နေရာမှာကိုဆက်ချင်တဲ့စကားလုံးကို clip ပေးမယ် comma ကုန်မယ် test 2ဆိုတဲ့နေရာမှာနောက်ထပ်တစ်လုံးကို clip ပေးမယ် comma ကုန်မယ် test 3ဆိုတဲ့နေရာမှာကျွန်တော်တို့ control enter ခောက်လိုက်မယ်ခောက်လိုက်ပြီးတော့ double click နဲ့ copy ကူးပါအဲ့တော့ဒီနေရာမှာ concat function ကိုသုံးလို့ရတယ်လို့ဟောဒီ vlookup ရဲ့เนาะကျွန်တော်တို့ဒီ sorry เนาะ vlookup ရဲ့ lookup value နေရာမှာလဲ concat function ကိုထည့်ကြည့်အောင် c o n c a t concat เนาะ comma 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 ပြီးတော့ရင်ကွန်းပိတ်မယ် control enter ခောက်ကြည့်အောင်ဒါဆိုရင်လည်းသူကအလုပ်လုပ်ပါတယ်အဲ့တော့ concat function ကနော် concat function ကိုမပါဝင်တဲ့ version တွေမှာဆိုရင်ကျွန်တော်တို့က concat connect function ကိုသုံးလို့ရတယ် f2 နေမယ်ဟောဒီနေရာမှာအဲကျွန်တော်ဒီ concat connect ပေါ့နော်အဲ concat connect function ကတော့ excel version 2010မှာစပြီးတော့ပါဝင်ခဲ့တဲ့ version မှာဒီနေရာမှာကျွန်တော်တို့ဟလာ while exclamation mark လေးနဲ့သူကပေါ်ပြ ေါ်ပြပေးနေတယ်ဆိုလိုတဲ့ဒေဗေကကျွန်တော်တို့နောက်ပိုင်းထုတ်မဲ့ version တွေမှာပါခြင်းမှပါတော့မယ်ပေါ့နော်ဒီ function ကအဲ့တော့နောက်ပိုင်းမှာနောက်ပိုင်းထုတ်တဲ့ဥမာ2019တို့2016တို့နော်အဲ2024တို့စသဖြင့်ပေါ့အဲ့ဒီမှာပါခြင်းမှပါလိမ့်မယ်အဲ့တော့ကျွန်တော် concatenate function ကိုသုံးမယ်သူကလည်းပုံမှန်တိုင်းပါပဲ test 1ဆိုတဲ့နေရာမှာကျွန်တော်ပထမစကားလုံး click မှာဒါဆိုရင်ဒီနေရာမှာ formula ရင်းနဲ့ကျွန်တော် select မှတ်မဲ့ဆဲခွက်ကပျောက်သွားတယ် ါကြောင့်မို့လို့ကျွန်တော်ကအပေါ်ဆုံးဆဲခွက်မှာ selector ကိုချပြီးတော့ download လို့နှိပ်လိုက်တယ်။ comma ကုတ်တယ်။ပြီးရင်တော့စာ comma ကုတ်တယ်။ရီရန်ကိုနော်ပြီးရင် control under double click နဲ့ copy ပြလိုက်ပါ။အားလုံးဆက်ပေးတာတွေ့ရလိမ့်မယ်။အဲ့တော့အခု AI version 2024 2019ကနေစပြီးတော့ function edit တစ်ခုပါဝင်နေ။သကလုံးလေးကိုဆက်ဆက်ချင်တယ်ဆိုရင်ကျွန်တော် test join function နဲ့ဆက်ဆက်လို့ရတယ်။အဲ့တော့ကိုက AI version 2019သုံးတယ်။ ဆိုရင် test drive function ကိုသုံးပြနိုင်တယ်2019ခုနောက်ပိုင်း version တွေမှာမှ test drive function ကပါဝင်တယ်အဲ့တော့ test drive function ဒီ office 365 version မှာလည်းပါဝင်ပါတယ်အဲ့တော့ကျွန်တော်အခု equal text test နော် download download tab ခုံမယ်ဒီ limiter ဆိုတဲ့နေရာမှာစကားလုံးတစ်ခုနဲ့တစ်ခုခြားဖို့အတွက်ပေါ့နော်ဘယ်လိုသင်္ကေတအောင်သုံးလဲဆိုတာသတ်မှတ်ပေးရမယ်ဒီနေရာမှာတော့ကျွန်တော်ကဘလူတင်ဂေတာအောင်မှမသုံးဘူးဒါကြောင့်မလို့ double quotation နှိပ်လိုက်မယ်ကော်မာကုန်မယ်เนาะအဲ့တော့ တကယ်လို့သူက ignore empty cell เนาะ include empty cell ဆိုတော့ကိုဆက်ဆက်မဲ့စကလုံးတွေကြားထဲမှာအကွက်လွတ်တွေပါနေရင်အဲ့ဒီအကွက်လွတ်တွေကိုခြံထားခဲ့မှာလားဒါမှမဟုတ်အကွက်လွတ်တွေပါထည့်ပြီးတော့စကလုံးကိုဆက်ပေးမှာလားဒါဆိုရင်ကျွန်တော်က include เนาะအာ empty cell ကိုရွေးလိုက်မယ်เนาะ comma comma ကုန်မယ်ပြီးသွားရင်တော့ကိုဆက်ဆက်ရှင်တဲ့စကလုံးကို click ပေးပါ comma အာပြီးသွားရင် test 2 comma test 3ဝင်ပေးလိုက်မယ် control enter ခောက်လိုက်မယ် that's right function ကလည်းအခုလိုမျိုးအလုပ်ကိုလုပ်ပေးပါတယ်အဲ့တော့ဒီ look at value ရဲ့နေရာမှာတော့ concat ဖြစ်စေ concatenate ဖြစ်ပါစေเนาะကျွန်တော်တို့ဒီ test drive function ဖြစ်ပါစေကို excel version နဲ့ကိုက်ညီတဲ့ function တွေကိုအစားထိုးသုံးလို့ရပါတယ် and version ကတော့ version တိုင်းမှာသုံးလို့ရတဲ့အတွက်အားလုံးအတွက်အဆင်ပြေမယ်လို့ထင်ပါတယ်ဟောပါပြီကျွန်တော်ရဲ့သင်ခန်းစာတွေကိုအချိန်ကုန်ခံပြီးတော့လေ့လာပြီးတာကျေးဇူးတင်တယ် excel နဲ့ပတ်သက်တဲ့အခက်အခဲတွေပြည့်လည်ကြပါစေနောက်ပိုင်းသင်ခန်းစာတွေမှာကျွန်တော်ပြန်တွေ့ကြမှာเนาะ